ရံပြစ်စရာမလိုဘဲနဲ့ငင်းငင်းရရတာမကောင်းဘူးလားမှန်ပါပါရံပြစ်ပြီးမှငင်းငင်းရရတာဆိုသေးသွားတဲ့တွေအများကြီးလေပိဆက်လဲရတဲ့တွေအများကြီးလေတချို့ကြတော့လေသေးတာတန်တယ်တချို့ကြလဲသေးတာမတန်ဘူးโอเคအားလုံးပဲမိကလာခင်ဗျာကျွန်တော် PSK channel ကနေတူတူလိုက်ပါတယ်ဆရာတော်တပားပြောတာလေးကိုနားထောင်ကြည့်အောင်ခင်ဗျာအားလုံးကိုကျေးဇူးပါကိုကဘလောက်ထိညံကောင်းအောင်လဲဘလောက်ထိမျော်မြင်ရှိရလဲဘလောက်ထိပညာတက်ဖို့လိုလာလဲဆိုတော့ခေတ်ကာလအားလျော်ဆိုတာလိုအပ်ချက်တွေအများကြီးရှိမှာပေါ့တို့တော့ပညာတက်ရင်လက်နဲ့ကင်ပြမလို့ဒါသိကြတယ် အခုနေ့လက်နဲ့ကိုင်းနေကြတဲ့သူတွေအားလုံးဟာပညာနဲ့ကြတယ်။သို့မဟုတ်ပညာမဲ့ကြလည်းပဲ။ဒါကြောင့်တော်တော်များများပညာတအောင်လို့ရံဖြစ်เสียမလို့။ရံဖြစ်เสียမလို့ပဲနဲ့ငင်းငင်းရရတာမကောင်းဘူးလား။မှန်ပါဗျာ။ရံဖြစ်ပြီးမှငင်းငင်းရရတာဆိုသေသွားတဲ့တွေအများကြီးလေ။ပိဆက်လိုက်ရတဲ့တွေအများကြီးလေ။တချို့ကြတော့လေသေးတာတန်တယ်။တချို့ကြလည်းသေးတာမတန်ဘူး။တန်ယူတယ်ဘဘောတော့ဘသူမှမသေးစေချင်ဒီနိုင်ငံလေ။ဟုတ်ပြီနော်။အေးဒါကြောင့်နိုင်ငံချစ်စိတ်ဆိုအဲ့ဒါပြော။ အခုမှတိကျစရာမလိုဘူးねတိုင်းပြည်ကိုအောင်မြင်အောင်ဖြစ်ထွန်းအောင်တို့ရအောင်လုပ်နိုင်အကောင်ဆုံးပဲအဲ့ဒါလို့ပြောရင်ဘုံဘုံကိုပြောကြအောင်ပဲရှင်ပြနိုင်ငံရေးထားလို့ပါလားရှင်ပြသမ္မတလုပ်ပါလားဘုံဘုံသမ္မတလုပ်ဖို့လည်းရွယ်ချက်မရှိဘူးနိုင်ငံရေးလုပ်ဖို့လည်းရွယ်ချက်မရှိဘူးဒါပေမဲ့ဘုံကနိုင်ငံအရေးကိုလုပ်နေတာခွန်ကြီးတွေအတွက်လည်းလုပ်တယ်သာနာအတွက်လည်းလုပ်တယ်နိုင်ငံအတွက်လည်းလုပ်တယ်လူမျိုးအတွက်လည်းလုပ်တယ်ပညာရေးအတွက်လည်းလုပ်တယ်နိုင်ငံအရေးနိုင်ငံအရေးဆိုတာ politics လို့ခေါ်တဲ့နိုင်ငံရေးထက်အထက်မှာရှိနိုင်ငံရေးဆိုတာအများစုကပါတီကိုဘယ်လိုပြုလဲ နိုင်ငံရေးဆိုတာတနိုင်ငံလုံးကိုပူဇော်ပြုတာတာရေးနာရေးအကုန်ပါတိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက်လူတွေရဲ့စိတ်နေစရာဖွံ့ဖြိုးတိုးတက်ဒါကြောင့်ဘောကဒီဟာလေးကိုပြောလိုက်တယ်ပြည်သူ့နေတင်တဲ့ရည်ရွယ်ချက်ကနှစ်ချက်ပဲအခုကပါတော့ဇာတိတလို့ခေါ်တော့စိတ်နေစရာကောင်းဖို့နောက်နံပါတ်1ကအဲ့နှစ်ခုကောင်းပေါင်းပြီးတော့ဒီခုတည်းပြောလိုက်တော့နိုင်ငံသားကောင်းတယောက်ဖြစ်ဖို့ good citizen ဒါကြောင့် citizenship education ဆိုတာပြည်သူနေတည်ကိုပြောဒါအဲ့နှစ်ချက်ကိုပေါင်းလိုက်တော့တခုပဲပြည်သူနေတည်တာဘာအတွက်ဆိုနိုင်ငံသားကောင်းတယောက်ဖြစ်ဖို့လို့ပြောနိုင်ငံသားကောင်းဆိုတန်းဝင်ပေါင်းဝင်တန်းဝင်ပေါင်းဝင်တယ်ပေါ့ကမ္ဘာမှာတန်းဝင်ပေါင်းဝင်တယ်လေစာလောက်အောင်ဂုံရီသွေးပြည့်တဲ့နိုင်ငံသားမျိုးကိုပြောအဲ့ဒါဘုံဘုံတို့အများကြီးလေ့ကျင့်အများကြီးပြင်ဆင်အောင်ပဲမင်းတို့ကိုယ်နဲ့မဆိုင်ဘူးလို့နေတယ်ဆိုရင်တော့ ဘုန်းဘုန်းတို့လည်းဘုန်းကြီးတွေကမဆိုင်ပါဘူးကနိဗ္ဗာန်ရောက်ကြောင်းပဲဘုန်းကြီးတွေဆိုင်တယ်ဆိုတာမြတ်စွာဘုရားရှင်ကနိဗ္ဗာန်ရောက်ကြောင်းပဲဘုန်းကြီးတွေဆိုင်တယ်လို့ဘယ်သုတ္တမှာမဟုတ်လောကီတို့လည်းဟောတယ်လောကုတ္တရာတည်းလည်းဟောတယ်ဂျီဝိနယသုတ္တတို့သင်္ကလဝရတုတ္တရောကလောကီကိုအများကြီးကိုစားပြုထားတယ်တမုဋ္ဌိသစ္စာကိုလည်းဟောတယ်ပရမထသစ္စာကိုလည်းဟောတယ်လောကမှာနေတတ်ဖို့လည်းဟောတယ်သိတတ်ဖို့လည်းဟောတယ်အေးလောကရဲ့လွန်မြောက်ကြောင်းကိုလည်းဟောတယ်လောကထဲမှာရှိရင်နေတတ်ဖို့လည်းလိုတယ်သိတတ်ဖို့လည်းလိုတယ်လောကလွန်မြောက်နိုင်တဲ့တရားအမျက်ဆုံး ။ဒါကြောင့်အမျက်ဆုံးတရားနဲ့အကောင်ဆုံးတရားတွေလို့ဟောခဲ့။အမျက်ဆုံးတရားတော့နိဗ္ဗာန်ပေါ့။အကောင်ဆုံးတရားတော့လောကမှာဘယ်လိုနေမလဲ။ဘယ်လိုသေမလဲဆိုတဲ့ဟာတွေကိုဘုရားရှင်နှမျိုးလုံးဟောပါတယ်နော်။အဲကြောင့်ဘုန်းကြီးတွေရဲ့တာဝန်ကလည်းနိဗ္ဗာန်အကြောင်းရဲ့သက်သက်ဟောမဟုတ်ဘူး။ကိုင်သားတို့တွေကဟောနိဗ္ဗာန်အကြောင်းအောင်မယ်။မင်းတို့ဘယ်လောက်စိတ်ဝင်စားမလဲ။စိတ်ဝင်စားနိုင်မှာမလား။နိဗ္ဗာန်ဆိုတာခဏတာအခုမင်းတို့ဘယ်လိုမျိုးလူလိုလူလိုသူလိုဘယ်လိုနေရမလဲတော့မင်းတို့မသိသေးဘူး။ဒါဘုံဘုံပြောတာသဘောကြလားမကြဘူးလား။ လူလိုအသည့်လူလိုနေနည်းကိုစတင်ရတယ်အဲ့ဒီတည်းမှာလူအသည့်ထဲတာမန်လူအသည့်ထဲအစင်မြင့်တဲ့နိဗ္ဗာန်အကြောင်းအသည့်တွေကဒုတိယအစင်ပေါ့ဟုတ်လားအေးအဲ့ဒါကိုဘုံဘုံလို့ပြောတာဒါကြောင့်ပြည်သူနေတင်ရတဲ့ရွေချက်နှစ်ချက်ကိုပြောပါတယ်ပါတော့အဓိကမှာအပေါ်နှစ်ချက်ကိုချိုးလိုက်တော့တခုပဲနိုင်ငံသားကောင်းဖြစ်ဖို့ အဲ့ဒါကိုမလို့ပြောတယ်ဗျနိုင်ငံကြီးသားစိတ်ဟုတ်လားအေးအမေရိကန်ဆိုမင်းတခိုးဖြစ်ရင်ဖြစ်နေပြီအမေရိကန်နိုင်ငံသားဆိုဆရာကြီးပဲတခိုးဖြစ်နေရင်တော့မင်းလေလေအမေရိကန်နိုင်ငံသားပတ်သို့ကိုင်းတာဆရာကြီးပြမင်းအမေရိကန်နိုင်ငံသားမြန်မာပြည်မှာလာခိုးတယ်အဲမြန်မာပြည်ရဲ့ရဲတွေကဖမ်းလိုက်တယ်ဖမ်းပြီးအဲ့ဒီလူကိုသီးရင်လို့မရဘူးအကေပြင်းပြတဲ့နိုင်ငံသီးမဆိုအမေရိကန်ဆိုရအမေရိကန်တန်ရုပ်ကိုအရင်ဆက်ဆိုရမင်းတို့နိုင်ငံသားတော့ဒီမှာခိုးခိုးစားနေတယ်ကွာနော် ဲ့ဒါဒီတိုင်းစီရင်ချက်ချအမေရိကန်မြန်မာပြည်ကိုပြစ်တင်ပါအရေးယူမှာမလေးသူနိုင်ငံသားတခိုးချဘူးဟာစာကခွဲထားတာတို့နိုင်ငံသားကျတော့ဟိုနိုင်ငံရမှာဘလို့နေရတယ်မင်းတို့သိလိမ့်ခိုးတိုင်းသိလိမ့်မယ်ဟမ်အေးအဲ့ဒါနိုင်ငံကြီးသားဖြစ်ခြင်းမဖြစ်ခြင်းရဲ့အင်းအားသွားခွာလေစူပါပါဝါလေးကွာဒီဘက်လုံးမှာအမေရိကန်စူပါပါဝါလေးကွာစူပါပါဝါပြီး great ပါဝါလေးကွာဘရိုးနိုင်ငံမဖွံ့ဖြိုးတဲ့နိုင်ငံတွေတည်းမှာအခုပါလဲဆိုတာကြာရှုံးနိုင်ငံတွေထဲမှာတော့ရောက် နော်တန်ဆင်းဆုံးမှာရောက်နေတဲ့ဘောလုံးစကားနဲ့ပြောရင်ဟုတ်လားအေးချန်ပီယံလိလို့ပါတော့ဝင်ကုန်မယ်ဆိုအဝေးကြီးနော်ဘောလုံးတော့တန်ဆင်းဆုံးမှာရောက်နေဒီနိုင်ငံကိုမင်းတို့ recover ပြန်လို့မင်းတို့တော်တော်ကန်ကောင်းတဲ့ကောင်တွေပဲဘူကျော်အောင်ဆန်းတို့လည်းကြိုးစားမှရဟောဘောပြောတာမင်းတို့သဘောပေါက်လားအလုံးလောက်ခွင့်ရတာကန်ကောင်းတာအလုံးလောက်ခွင့်ရတဲ့ဟာကန်ကောင်းတာအလုံးလောက်ဖို့အခွင့်အရေးတွေမရတော့ဘူးဆိုတော့မင်းတို့ကန်ဆိုးတာပဲမြန်မာတွေကအလုံးကန်ဆိုးခဲ့တယ် တရားသာတာပေါ်တယ်မိဘတွေကမြန်မာပြည်ကမိဘတွေကသာသမီတို့အလုံးလုံးဆရာမလိုပဲနဲ့မွေးလာခဲ့တယ်အဲ့ဒီအတိုင်းပဲနေခိုင်းတယ်အတော်ကန်ဆိုးတဲ့သာသမီတွေပဲဒုက္ခရောက်တော့တာပဲအဲ့ဒီအတိုင်းနဲ့ဆယ်စုနှစ်ပေါင်း၅စု၆စုလောက်ဖြစ်လိုက်တော့မြန်မာပြည်ခုပြပုံနဲ့ရောက်သွားတယ်ဟုတ်လားသူများနိုင်ငံကခိုင်းတယ်ကလေးကိုလေ့ကျင့်ပေးတယ်ဂျပန်မှာမင်းတို့တွေ့ပါလိမ့်မယ်တွေ့ပါလိမ့်မယ်မူဂျိုတက်တယ် နှစ်ရက်သုံးရက်တော့လိုက်ခွင့်ရှိတယ်ပထမသုံးရက်ကလေးကိုလက်ဆွဲခွင့်ရှိတယ်နောက်ရက်ဆိုလက်ဆွဲဝင်သွားအဲဒုနိုင်ငံတော့ချီးပိုးပြီးဂုတ်ကွာတည်ပြီးသွားတာဟုတ်ပါဘူးလားနော်ဆယ်တန်းပြေတော့လေမိဘတွေကချောင်းအောင်နေလို့မယ်လိုက်ဖို့ကြိုးနေရတော့မမရှိဘူးကဲမိဘတွေကကြောင်းလိုက်ဖို့နေတယ်ကြောင်းဖို့တဲ့အချိန်မကုန်ဘူးလားသာသမီတွေကရောမိဘပေါ့မိကိုစိတ်တွေမများဘူးလားမိခိုလိုက်တာကလေးတွေမွေးယောက်ျားတွေရကလေးတွေမွေးပြီးတော့လေအိမ်လာကတ် လူမြတ်နိုင်ငံမှာမရဘူးတို့နိုင်ငံအမိခိုသိမ့်ညားတယ်အမိခိုသိမ့်ညားလို့ねဒါကြောင့်မဖွင့်ပြောတာဟဲ့မတိုးတက်တာပြောတော့မင်းလောင်ရိတ်မိမခံဘူးလေခင်ဗျားတို့ကလွှမ်းမိုးတယ်တဲ့ဟုတ်လားလွှမ်းမလွှမ်းမိုးစေရင်ကိုယ့်ကိုယုံထွက်နိုင်အောင်လွတ်လွတ်လပ်လပ်ယက်တိတောင်မင်းတို့ကြိုးစားဖို့မလိုဘူးလားအဲ့ဒါဘုံဘုံပြောတာเนาะအဲ့ဒီစိတ်သက်တတိရှိဖို့လိုတယ်အဲ့ဒါကိုဇာရိတတတိလို့ခေါ်တယ် brave ဇာရိ brave courage ရဲရဲနဲ့ဆို courage and profile ယ်ရဲ့ profile ကိုကြည့်ရဲရင်တာပဲပေါ့ဟိုဦးဇော်တိတာရဆိုရင်ဘုံရဲ့ profile ကရဲရင်မင်းတို့ Facebook မှာပဲကြည့်ကြည့် TikTok မှာပဲကြည့်ကြည့် YouTube မှာပဲကြည့်ကြည့်ဒါမင်းတို့ social social မှာဘုံရဲရင်နေတယ်အပြေဘက်မှာလည်းရဲရင်ပဲနေတယ် correction profile ပဲကိုယ့်ရဲ့ profile ကမင်းကြည့်လိုက်တာနဲ့ profile ပါရဲရင်ဖြစ်နေရတတိရှိနေရကြုံမနေရပညာရဲရင်ပွဲလေတင်းဆိုတာကိုကိုကိုပညာတော်တယ်လို့ပြောတာပေါ့အမြဲတမ်းအစင်းနဲ့ဖြစ်အောင်လေ့ကျင့်တာဟုတ်လားအေးအဲ့လိုမျိုးပြောတာ ကံဟုတ်ပြီဒါကြောင့်ပြည်သူနေတဲ့အတ္တိကတစ်ချက်ပဲပြောဆိုတော့ဘာဖြစ်ဖို့လဲတတ်သွားပြီဒါမင်းတို့ပြည်သူနေတာပေါ့လေ့ကျင့်ဖို့ပဲလို့တော့ဟုတ်နော်ဘယ်နေရာလေ့ကျင့်အီယိုတဲ့နေရာသာလေ့ကျင့်ဖြူပေါက်တဲ့နေရာသာလေ့ကျင့်ဖြူပေါက်ပြီးရေလောင်းမလိုဘဲနဲ့ရေလေးအများကြီးမလောင်းလိုသလောက်လောင်းအဘေးစင်သွားအဲ့ဒါတွေကိုတောင်ကိုယူတခါတည်းတော့ခဲ့အဲ့ဒါလောက်ကစလေနော်ဤပါပြင်ရေဒီဒီအညစ်အကြေးကုန်လာပြန်ကြည့် နှိမ့်ုံနဲ့နှိမ့်ပြီးပြစ်ထားပြီးတော့ဖုံးကြီးကင်ပြီးဆွဲထုတ်တော့တာမလို့အောင်ကိုညင်ကြီးကြံခဲ့တယ်ဆိုကိုတာဝန်မကင်းဟုတ်လားအဲ့ဒါနေရာတိုင်းနော်ဖမင်းသားပြီးဆိုကိုပတ်ဝန်းကျင်မှာသူများဆေးလိုက်မယ်ဆိုလိုချင်တာကွာမင်းဒီသူများစားတောက်ဆိုင်သွားစားတာအစားကိုဝေးနေမှာဗလချီရန်နေပေါ့နိုင်ငံတစ်ခုရောက်တယ်ဒီမိုကရေစီနိုင်ငံတစ်ခုစားတာတော့တာပတ်ဆက်အဲ့ဖွံ့ဖြိုးတိုးတက်တယ်ဒါပေမဲ့စားတာတောက်တာကယွန်စရာကြီးအဲ့လိုနေလည်းရှိတယ်ဟုတ်လားအဲ့ဒါတွေကစအဖြစ်မခံအောင်ဟွန်း ညသာဗျာရှင်ကစွန့်စားနေတဲ့အချိန်မှာလည်းပတ္တတိကြီးရဲ့ကိုယ်ပကံကိုကြည်သားတယ်။သူများဟာကိုကဲ့ရဲ့လို့လည်းသိနေကြည်အာဘသင့်တယ်ဗျာ။ဘုံဘုံတို့ကစွန့်စားရင်တော်မလဲလေ။ဘောကြီးဘလို့စားနေတာကိုအဘိုင်းနေနေဘလို့ကြီးပို့တယ်အဲ့လိုကြည်တာနဲ့အာဘသင့်။ဟောအဲ့လောက်ထိအိန္ဒိယရသေးတယ်။စနစ်တလောက်ကောင်း။အဲ့ဒါဗုဒ္ဓသာသနာပဲနော်။ကံဟုတ်ပြီဗျာ။